ခဏချမ်းသာတော့ခဏဘလောက်ဒီပတ်ဆံကိုသုံးနိုင်မှာခဏတော့အာနာရတော့ဒီအာနာကြီးမှာထိုင်ပြီးတော့ဟုတ်လားငါဟိုလာဖြစ်အချမ်းရံချွေရံနေနဲ့ဟုတ်လားအာဖြစ်ပြီးတော့ခင်ဗျားတို့ဟုတ်လားအာဟဲ့ခင်ဗျားတို့အာနာရရင်ခင်ဗျားတို့ဟုတ်လားဟိုဂျက်လီမြန်နေနဲ့ဟုတ်လားဟယ်လီကော်ပတာတွေနဲ့ဟုတ်လားမာစီတီကားတွေနဲ့လန်ခရူဇာတွေနဲ့ဟုတ်လားအာမေးအောင်လဲရွေးပြောနေတာရွေးပြောနေတာနော်ဟုတ်တယ်ဒီအခုဟိုကောင်သူကပါလဲဟိုဂျက်လီရင်သူဟိုလင်းရင် လေရင်ကြီးကိုသူမပြောတတ်လို့เนาะနိုင်ငံပိုင်းပတ်စံနဲ့ဝယ်ထားတဲ့လေရင်ကြီးကိုသူမပြောတတ်လို့เนาะအမေသူဂျက်လေရင်လို့သူပြောတာမှန်မှန်ဘာစရီကားတွေအေးမင်းဟောင်းလိုက်မင်းကိုပြောနေเนาะမင်းဟောင်းလိုက်အာမင်းဆိုရွယ်ဝိုက်ပြီးတော့မင်းကိုဒက်ကင်နေတာ ္ဂလာပါခင်ဗျကျွန်တော်ရဲ့ YouTube channel လေးပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ဒီနေ့ညတော့ဘောမရက်ခွဲဟာတာများတရာတဆက်နဲ့နှစ်တူရောက်ရှိလာပါပြီ။ Okay ဆိုတော့အဲကျွန်တော်ရဲ့ဘောမရက်ခွဲဟာတာများဆိုတဲ့အတိုင်းပဲကျွန်တော်တို့ဘောမရက်ခွဲဘက်ကအဲလူတွေရဲ့ပြောစကားတွေအဲဗီဒီယိုဖိုင်တွေပေါ့နော်ဗီဒီယိုဖိုင်တွေအဲကျွန်တော်လာလာပို့ကြတယ်ပေါ့နော်လာလာပို့ကြတယ်တခါကျတော့ကျွန်တော်မှကျွန်တော်ရှာရတာရှိတာပေါ့နော်။ Okay ဒီနေ့ကျွန်တော်ရှိဘူး ထူးထူးဆန်းဆန်းကျွန်တော်တို့ညဗီဒီယိုဖိုင်လေးတစ်ဖိုင်လာပို့ထားတယ်ဗျအဲ့ဒါတော့တခြားလူမဟုတ်ပါဘူးအဲကျွန်တော် channel မှာလည်းတစ်ခါမှလည်းမပါသေးပါဘူးမပါသေးဘူးဆိုတော့ तू ကလည်းအဲကျွန်တော်ဟိုဒီ channel လုပ်တဲ့အချိန်မှာ तू ကလည်းထောင်ထဲရောက်နေတော့နော်ထောင်ထဲရောက်နေတော့အခုမှထောင်လွတ်တာမကြသေးဘူးနော်ထောင်းလို့တော့ကြာသေးခုမှပြန်ပြောနေတယ်ကျွန်တော်9မိနစ်ဆို9မိနစ်ဆို သူပြောထားတဲ့အရာလေးတွေကအဲကျွန်တော်သဘောကျစရာလေးတွေပါလို့ပေါ့နော်ဒီထဲမှာကျွန်တော်နားထောင်ကြည့်လိုက်သဘောကျစရာလေးတွေလည်းပါတယ်အဲသူပြောတာတချို့တော့မှန်တယ်ဒါပေမဲ့ तू ကမင်း online ကိုစွတ်ဖားနေတာကြီးကတော့တော်တော်လွန်နေပေါ့ဗျာနော် Okay ဒီထဲမှာဒါမေးဆိုရင်ပြောထားတာ तू နေအောင်လေအဲ तू ပြောထားတယ်နေအောင်လေ तू မချိမနဲ့ပြောထားတာလေအများကြီးပဲ Okay အဲ့တော့ဒါမေးဆိုရင် ဘာတွေပြောထားလဲဆိုတာကျွန်တော်ကြီးအတူတူကြည့်ရှုခံစားပြီးတော့ကျွန်တော်ကြီးရည်စရာရှိရင်ရည်မယ်ခွီစရာရှိရင်ခွီမယ်ဆဲစရာရှိရင်လည်းအတူတူဆဲလိုက်ရအောင် Okay let's go ကျွန်တော်နေလို့ကတိတ်မကောင်းသေးဘူးခုချိန်ထိเนาะအဲ့တော့မြန်မြန်နဲ့တူတူတုတ်တုတ်လေးနေပါเนาะ Okay ကျွန်တော်အင်းစင်ထောင်ကထွက်လာတဲ့ဒီနိုဝင်ဘာ28ရက်ပေါ့เนาะထွက်လာထွက်လာပြီးရဲ့အချိန်မှာအဲကျွန်တော်တို့ ဘာဆက်ဆက်ကြားရလဲဆိုတော့ဥနီအောင်မို့ဗျာညနေအောင်ဥနီအောင်ကြီးကအဲ့ဒီမှာပြောလိုက်တာကြီးကလိုင်းပေါ်မှာတက်လာတာဘောနော်လိုင်းပေါ်မှာတက်လာဟုတ်လားတိုက်ပြည်ကိုမငြိမ်အောင်လှုပ်တဲ့ကောင်တွေကိုအကုန်တက်ဆိုပြီးတော့နော်အဲ့ဒါ तू तू ပြောတဲ့စကားကိုကျွန်တော်မှားပါဆိုလို့ကျွန်တော်ထက်ခါထက်ခါနားထောင်တယ်နော်အဲ့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 ဒါ तू ပြောတာတိကျပါဟုတ်တယ်တိုင်းပြည်ကိုတဲ့မငြိမ်အောင်လှုပ်တဲ့ကောင်မှသမ ्या အကုန်တက်တယ် ออ तू อ่ะถามบาลุนักขานักขาแท้ๆပြောတယ်ဆိုတိုင်းပြူနေအောင်ပြောတဲ့စကားကို तू ထပ်ပြောတာဗောနော်အဲကျွန်တော်လဲဟိုပထမမှာတော့ကျွန်တော်ပြောမယ် तू ကဘာလို့နှစ်ခါနှစ်ခါထပ်ပြောဆိုတိုင်းပြည်ကိုမငြိမ်အောင်လုပ်တဲ့လူတွေအကုန်တက်ဆိုတာပြောမယ်ဆိုတိုင်းပြည်ကိုမငြိမ်အောင်အရင်ဆုံးလုပ်ခဲ့တာကဒီမအလာကြီးပေါ့နော်မအလာကြီးလုပ်ခဲ့တာကျွန်တော်တိုင်းပြည်ငြိမ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 ်နဲ့ဒီမိုကရေစီလမ်းကြောင်းမှန်မှန်မှန်ရှောက်လန်းနေတဲ့အချိန်မှာ ဒီမဲလိမ်မဲခုမဲမတမာမှုဆိုတဲ့စွတ်စွဲမှုမျိုးနဲ့စွတ်စွဲမှုမျိုးနဲ့အဲကျွန်တော်တို့နိုင်ငံကြီးကိုအဲဒီကောက်အာနာလှူလိုက်တယ်ပေါ့နော်အာနာလှူလိုက်တယ်အာနာကောက်သိမ်းပလိုက်တယ်ပေါ့ဒါလည်းအဲ့သူမင်းသားမလို့ကလို့ပတ်မှိုက်ထူဖောက်ခဲ့တယ်ဆိုတော့အဲ့လေအာလုံးဒီအနီအောင်ပြောခဲ့တဲ့ဇာတ်ကောဒါငါမင်းဆိုကြီးကပြန်ပြောတာဆိုတော့เนาะတိုင်းပြည်မငြိမ်မသက်အောင လုတ်တဲ့လူမှန်တယ်မြအကုန်တက်ဆိုရင်ကျွန်တော်တို့ main online ကစပြီးတော့တက်ကြပါမယ်နော် main online နဲ့အပေါင်းပါပါနော်ဒီကောင်လေးတိုင်းမျိုးမငြိမ်မသက်ဖြစ်အောင်ဒီကောင်လေးလုတ်ခဲ့တာပါနော်โอเคဆက်နားထောင်မငြိမ်အောင်လုပ်တာနော်อืมမငြိမ်အောင်လုပ်ဟုတ်တယ်သူပြောရတာတိုင်းပြည်ကိုအကျန်းဖတ်တာလဲသူပြောတာမဟုတ်ဘူးอืมမငြိမ်အောင်อืมဒီတိုင်းပြည်မငြိမ်အောင်အဲဆိုတော့ဒီအဲ့ဒါကတိုင်းပြည်อื မငြိမ်အောင်ဆိုတော့ဗျာอืมတိုင်းပြည်မှာတော့ဟုတ်လားဒီလိုတယောက်နဲ့တယောက်เนาะဟိုယူဆခြင်းမတူတာเนาะအစိုးရနဲ့သဘောထားကွဲတာอืมเนาะဓာလေးတွေကတော့ရှိမှာဗျာเนาะအဲ့တော့မငြိမ်အောင်မငြိမ်အောင်ဆိုအကုန်လုံးကဗစပိတ်မှာပဲရအောင်အဲ့တော့တိုက်ပြီးကိုမငြိမ်အောင်လုပ်တဲ့ကောင်သမျအကုန်သတ်လို့ကိုနေအောင်အဲ့ဒီလူကို ဟုတ်တယ်ပြောတော့လားဟုတ်တယ်သုံးကရှိသူပြောတယ်နော်အဲပြောတော့လားတချို့ကတော့သူကာပြီးပြောတော့ဗောဗျာဒါတွေကဟိုလာလက်နဲ့ကန်အကျန်းဖတ်တဲ့လူတွေပါဆိုလို့မဟုတ်ဘူးဗျာတိုင်းပြည်ကိုမငြိမ်အောင်လုပ်တဲ့កောင်မှန်သမျှလားဟွဒီတိုင်းပြည်ကြီးကဟိုငြိမ်သက်ပြီးတော့လာဘာမှမပြောဘဲနဲ့ဟွနေကြရတော့မဲ့ပုံစံဗျာဘာမှလုပ်လို့မရတော့ခေါင်းသုံးလုံးတဲ့လူဟုတ်โอเคเนาะဒါဆို တိုင်းပြည်ကိုမငြိမ်မသက်ဖြစ်အောင်လုပ်တဲ့လူဆိုကျွန်တော်ပထမပြောခဲ့တယ်လူပဲเนาะကျွန်တော်တိုင်းပြည်ကိုမငြိမ်မသက်ဖြစ်အောင်လုပ်တာဒီမာအလာနဲ့အပေါင်းပါအဲဒီ9မိနစ်ဆိုကြီးကဘာလို့ခဏခဏထပ်ပြောနေလဲဆိုတာမာအလာတစိုက်ကိုဒီကောင်မချင်တဲ့လူတွေ့ဝိုက်ပြီးသူတယ်ဖိုက်နေအောင်เนาะတွေ့ဝိုက်ပြီးတယ်ဖိုက်နေအောင်โอเคဒီမှာနောက်မှာဆက်နားထောင်သူနေအောင်ယူသူပြောထားနားထောင်နားထောင်ဟုတ်ဗျာเนาะခေါင်းသုံးလို့ခေါင်းသုံးလို့လူကိုစီးကပ်ပါဆိုတာအသက်80 ပြည့်သွားရင်ခေါင်းသုံးလုံးအရွယ်တွေရောက်သွားပြီဗျာနော်ခေါင်းသုံးလုံးအရွယ်ဆိုအဖိုးအိုအရွယ်ပေါ့ဗျာခေါင်းသုံးလုံးအရွယ်လူကိုစိတ်ကပ်ပါဆိုသူ့တောင်သူမှာခဲ့တာနော်အဲ့ဒီခေါင်းသုံးလုံးနဲ့လူတွေမှာတဲ့တကယ်အတွေ့အကြုံတွေများပြီးတော့နော်သားကိုဆုံးမနိုင်တော့ဗောနော်အဲ့တော့ခေါင်းသုံးလုံးနဲ့အရွယ်ကြီးကဒီစကားကိုပြောတယ်အဲ့ဒီအရွယ်ကဒီလူတိုင်းပြည်ကိုမငြိမ်အောင်လှုပ်တဲ့ကောင်မှန်သမျှအကုန်သတ် သူတော့ခဏခဏပြောတယ်ကိုမြောင်ရဲ့ကျွန်တော်တောင်းပန်ပါတယ်ခင်ဗျအဲ့ဒီစကားလေးကိုပြန်ပြင်ပေးပါอืมပြန်ပြင်ပေးပါခဏစိတ်ကြီးကမှားသွားပါလေလူဆိုတာမှားတတ်တယ်ဟာဗောနော်လူဆိုတာအမှားနဲ့မကင်ဘူးအဲဒါမဲ့လူသိစင်ညာပြန်ပြီးတော့ပြင်ပေးဖို့လူတယ်ဗျနော်ဒီတော့ဟုတ်ဗျဟိုနေအောင်ခင်ဗျအဲ့ဒါငါးမင်းဆိုရင်တော့ခင်ဗျကိုပြောနေနော်ငါးမင်းဆိုရင်တော့ခင်ဗျကိုပြောနေပြီအဲ့တော့ခင်ဗျ အဲဒီတိုက်ပြီးမငိမ်မသက်ပြောင်းလို့တဲ့လူအကုန်သက်ဆိုတဲ့အခါကိုခမမာကြောင်ခမပြန်ပြီးတောင်းမှန်ပေးလိုက်ပါမတောင်းမှန်ရင်ငါမင်းဆွေကြီးနဲ့ခမနဲ့တွေ့တော့မယ်ဘာလို့လဲဆိုတော့ငါမင်းဆွေကြီးကလည်းတကယ့် fighter ကြီးနော်တကယ့် fighter ကြီး fighter မှ fighter အကြီးစားကြီးအဲခမသတိထားပြီးနေတော့နော်ခမသတိထားပြီးနေတော့မှအာဟုတ်ဟုတ်တယ်ဒါမှားသွားတော့ဘာလို့ကျွန်တော်နိုင်ငံရဲ့အမျိုးသားပြန်လဲတက်မြက်ကြီးကျွန်တော်နိုင်ငံတော်ရဲ့ငြိမ်းချမ်းရေးအတွက်ကျွန်တော်ပြောတာပါ ကျွန်တော်ရဲ့အဓိကညီမချက်ကကျွန်တော်မတည်ခင်ဒီနိုင်ငံတော်ကြီးငြိမ်းချမ်းသွားတော့မြင်းချင်းနဲ့မကြခင်နဲ့တည်ရတော့မှာကျွန်တော်ဘူးကတူလည်းတည်ရနော်မကြခင်လည်းတည်ရတော့ဟုတ်ပါတယ်ဟိုဒီရွေကြတော့ဒါကြောင့်သူကြတော့ဒါတရားသဘောနည်းနဲ့သူပြောနေတာနော်တရားသဘောနည်းနဲ့ပြောနေတာဆက်ပြီးနာတော့ဆက်ပြီးနာတော့သူအဲ80ကျော်60ကျော်တွေသူပြောထားတာတော်တော်လေးမှယူတော်တော်လေးမှယူ ကိုနေအောင်တို့ဘယ်လောက်ထပ်နေရတော့မှာအဲနေအောင်ဘယ်လောက်ထပ်နေရဟုတ်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့လူသက်တမ်း68နှစ်ပဲရှိတယ်တမ်းမြတ်သက်တမ်းအဲ့တော့ကျွန်တော်တို့ကပြည်မြတ်သက်တမ်းကိုကြော်နေပြီဟုတ်တယ်မရောက်နိုင်လေကျွန်တော်နိုင်ငံမှာ68နှစ်ပဲရှိတယ်ကဘာပေါ်မှာ83နှစ်ပဲရှိတယ်အာလူသက်တမ်းကဘာမှာ83နှစ်ပဲရှိရတကဘာလုံးမှာအင်းလူရဲ့ပြည်မြတ်သက်တမ်းအဲကျွန်တော်တို့သက်တမ်းစိတ်နေပြီအင်းတို့တိုင်းပြည်ဒီနေ့ဘာကြောင့်မငြိမ်းချမ်းလဲဆိုတမတော်နဲ့ပြည်သူသွေးကွဲနေလို့ ဟာအဲ့လိုသွေးကွဲအောင်လဲသွေးခွဲထားကြတာဟမ်ဘလူကခွဲလို့စမ်းပါတမတော်ဆိုတာမြမနိုင်ငံရဲ့လွတ်လပ်ရေးကြိုးပမ်းမှုဟမ်เนาะဒီလွတ်လပ်ရေးကြီးဒီပြည်တော်စုကြီးမပြိုကွဲအောင်ဟုတ်လားဟမ်တမတော်ပဲအသက်နဲ့လဲပြီးတော့အသက်ခံတာเนาะအသက်ဒီခန္ဓာကိုယ်ကြီးပြစ်ဆပ်ပြီးတော့ခန္ဓာစိတ်ပိုင်းနဲ့ပြစ်ဆပ်ပြီးတော့ဒီနေ့ဟုတ်ပြီဟုတ်ပြီအဲခင်ဗျားပြောသလိုတော့ဒီတမတော်ကြီးက အဲမြန်မာနိုင်ငံကြီးလွတ်လပ်ရအောင်လို့နော်အသက်နဲ့ခန္ဓာကိုယ်ကြီးအကုန်ပေးဆက်ပြီးတော့ဒီနိုင်ငံကြီးမပြိုကွဲအောင်လို့ထိမ့်သိမ့်ထားတယ်ဆိုတော့ဟုတ်ပြီအခုလက်ရှိမြန်မာနိုင်ငံကိုဒုက္ခပေးနေတဲ့တက်မတော်နော်မင်းအောင်လိုင်မင်းအောင်လိုင်ပေါ့နော်မင်းအောင်လိုင်လက်အောက်ကတက်မတော်တဲ့အဲတက်မတော်သားတွေပေါ့နော်အခုလက်ရှိအကျန်းဖက်စစ်တပ်ထဲမှာကဲလွတ်လပ်လွတ်လွတ်ဆန်းအောင်ပြောဆက်မအောင်လွတ်လပ်ရေးကိုဟိုဟာလေးလွတ်လပ်ရေးကိုဝင်တိုက်ခဲ့တဲ့ကောင်ဘယ်နှကောင်ပါလဲ ဟမ်အခုလက်ရှိလက်ရှိနော်မြန်မာနိုင်ငံဒုက္ခပေးနေတဲ့စစ်တပ်ထဲမှာနော်မြန်မာနိုင်ငံကြီးလွတ်လပ်ရေးရအောင်ကြိုးပမ်းခဲ့တဲ့ကောင်ဘယ်နှကောင်ပါလဲပြောစမ်းဟမ်အခုလက်ရှိမြန်မာနိုင်ငံကိုအကြမ်းဖက်နေတဲ့အကြမ်းဖက်စစ်တပ်ဘယ်နိုင်ငံကလာကျူးကျော်တဲ့ကျူးကျော်စစ်တပ်ကိုခုခံကာကွယ်ခဲ့တာဘယ်နှကောင်ရှိလဲဘယ်နှယောက်ရှိလဲခင်ဗျားပြောကြည့်ခင်ဗျားဟိုဟာဟိုးအရင်ကလွတ်လပ်ရေးကြိုးပမ်းခဲ့တဲ့ ဗမာတက်မလို့ ਨੇ လာပြီးတော့မရှင်ပါနဲ့မနိုင်ရှင်တော့အဖိုးဘူကျုပ်အောင်ဆန်းရဲ့တက်မတော်တဲ့အခုဖတ်စစ်မိစာစစ်တက်နဲ့လုံးဝမနိုင်ရှင်ပါနဲ့မတူပါဘူးစီနဲ့ရည်လို့ခွာတယ်နတ်တဲ့နတ်စီနဲ့အီလို့ခွာတယ်နော်ခိုင်ရန်ပြောမယ်ဆိုအဖိုးဘူကျုပ်တီထောင်ပေးခဲ့တဲ့တက်မတော်ဗမာတက်မတော်က မြန်မာနိုင်ငံကြီးကိုကာကွယ်ဖို့တိုင်းတစ်ပါးရန်ကကာကွယ်ဖို့ထူထောင်ပေးခဲ့တာတီထောင်ပေးခဲ့တာအဲ့ဒီတပ်မတော်ဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့အာနာယူနေတဲ့ထားပါနေဝင်းကနေတန်းရွှေတန်းရွှေတန်းရွှေရနေခုမင်းအောင်လိုက်ထီပေါ့နော်အဲ့လိုလူမျိုးတွေကတပ်မတော်ရဲ့နာမည်ကိုအလွဲသုံးစားလုပ်ပြီးတော့ တက်မတော်ဂုံတိတ်ကကြာစင်းအောင်ဖြက်စီးနေတဲ့ကောင်စားမျိုးတွေဒီလိုကောင်မျိုးတွေဒီနိုင်ငံမှာမရှိတင်ဟုတ်ပြီနော်ခမားပြောလို့ကျွန်တော်ပြောတော့ခမားပြောတဲ့တဲမှာအာလွတ်လပ်ရေးကာကွယ်ပေးရတက်မတော်အခုဒီတဲမှာအခုအုပ်ချုပ်နေတဲ့ထဲမှာတကောင်းမှမပေါ့တကောင်းမှမပေါ့နော်ခမားမင်းအွန်လိုင်းရှေ့တန်းတော်ထွက်ဘူးရဲ့လားမသိပါဘူးညာနော်တီတီဟမ် နော်တက်မတော်သားတွေဒီနေ့ထိအဲဒါပြည်တော်စုမပြုတ်ကိုရေးအတွက်အသက်ပေးတယ်ခြေလက်အင်္ကာပေးနေတာတက်မတော်ဆိုတော့ဟာဘာလို့မှတွေးခွဲစရာမရှိဘူးအေးတက်မတော်သားတွေမှာမကောင်းတဲ့လူပါကောင်းပါမနော်ပါတာဗောအင်းအသိနဲ့ခြေပြီးရှိရတက်မတော်သားတွေမှာအရာရှိအရာကကြတတ်တတ်မှာမကောင်းတဲ့လူပါမယ်တက်မတော်မှာ तू စီကန်းနဲ့ဥဒီနဲ့ तू အုပ်ချုပ်တာလေနော်မကောင်းတဲ့လူမကောင်းတဲ့သွားမှာပါနော်စစ်ချက်နော် မကောင်းတဲ့လူမကောင်းလူသွားမှာပဲဆိုတော့ဒါ तू ကမင်းအောင်လိုက်လို့ तू တဲ့မပြောဘဲနဲ့တွယ်ဝပြီးတော့ခင့်နေရနော်ဟုတ်တယ်လေတက်မတော်တဲ့မှာမကောင်းတဲ့လူမကောင်းမကောင်းတဲ့လူပါပါတာပေါ့မကောင်းတဲ့ကောင်ကခေါင်းဆောင်တက်ဖြစ်နေတော့သွားပြီးတိုင်းပြည်ပြက်ပြီလေဟုတ်တယ်မတက်မတော်အုပ်ချုပ်နေတဲ့ကောင်ကမကောင်းမှာတော့လက်နဲ့ကင်ထားတယ်ဗျာသူတို့လက်ထပါလက်နဲ့ရှိရကျွန်တော်ပြည်သူတွေဘာလက်နဲ့မှမရှိဘဲနဲ့ကျွန်တော်လက်သုံးချောင်းလေးပဲထောင်ရဲဒါကိုရဲရဲစက်စက် အကျန်းဖတ်ပြီးတော့ဖြိုခွင်းခဲ့ဒီလိုခေါင်းဆောင်မျိုးအောက်တန်းကြတဲ့កောင်မျိုးဒီစစ်တပ်ကြီးကိုဥဆောင်နေမှတော့ဗျာဒီတက်မတော်ကမပြည့်စည်ပဲနေပါမလားဗျာဟမ်အောက်သေးွားတဲ့လူအကုန်လုံးဟွန်းကိုသားသမီးရင်းချလေး တည်သွားတယ်လို့စစ်ချစစ်ချဝန်းနေတတ်မယ်ဆိုရင်อืมဒီတိုင်းပြည်မငြင်းချမ်းစရာမရှိဘူးอืมခင်ဗျားတို့အပေါ်ပိုင်းကခေါင်းဆောင်ကြီးပိုင်းနေอืมကိုကျွန်တော်ပြောနေတာอืมอืมတက်ချုပ်ကြီးဘုရုပ်မူကြီးမရောလားဟမ်ဒီလိုမဖြစ်အောင်အပြစ်ခတ်ရက်စဲကြီးအကြိမ်ပေါင်းများစွာလုပ်ပြီးရဟမ်ခင်ဗျားတို့သူတက်ခလာစားဟာလား2022ဟာလား2023ခင်ဗျားတို့အော်တိုဘာပါလဲဟုတ်လား 20အောက်တိုဘာမတိုင်ခင်ထီကိုဟုတ်လားอืมအနေဆုံးစစ်အနေဆုံးအင်အားနဲ့ပဲလှုပ်ပါတက်တယ်လူညွန်ကြတယ်เนาะတော်သေးလို့ဗောเนาะအနေဆုံးစစ်အနေဆုံးအင်အားနဲ့လှုပ်လို့ရွာတွေခါတယ်ပြာကြတာလေဟမ်ရွာလုံးကျုပ်မီတင်ရှုတဲ့ဟာတွေဒီဗောခင်ဗျားထောင်ထဲရောက်နေပါတော့ခင်ဗျားဘယ်သိမလဲဟိုဟာ तू ဖာကြပြီးတော့ဒီမှာမိကွန်းပြောတဲ့ဟာတွေခင်ဗျားပြန်နားထောင်ပြီးတော့အေးဗောခင်ဗျားထောင်ထဲမှာဆိုတော့လေခင်ဗျား အများဆုံးကြည့်ရရင်မြမအတန်တို့မြောက်ရီတို့အများဆုံးဖက်ရခင်ဗျမြမအလင်းတို့ဟုတ်လားကြေးမုံတို့ခင်ဗျောက်ဒီလောက်ပဲဖက်ကမှာဆိုတော့အဲအဲ့ဒီရဟာကြီးခင်ဗျာကရှောက်ပြီးတော့ပြောပြနေရနော်တကယ်တော့မအားလာကသူအာနာသိမ့်ပြီးတဲ့ကလမ်းပေါ်မှာလက်သုံးချောင်းထောင်တဲ့လူတော်ကခင်ဗျာဗျာခစ်ပြောင်းရင်ခေါင်းပစ်စုခေါင်းပဲပစ်ခိုင်းတာလေနော်သဘောပေါက်တယ်နော်အေး င်ဗျားတို့ခင်ဗျားတို့တူမီလောက်ပဲရှိတဲ့ချိန်မှာဟုတ်လားတူမီလောက်ပဲကင်တဲ့ချိန်မှာဒီကအင်အားနဲ့ဖိလိုက်လို့ရတယ်ဒါပေမဲ့မလုတ်ပါနဲ့လွာသားတွေလူတွေတေကုန်မယ်နော်အညာဘက်စကိုင်းတိုင်းဘက်မှာနှိမ့်ဆုံးစစ်အနည်းဆုံးအင်အားနဲ့အဲ့ဒီကနေမှ KIA ရဟုတ်လားဝင်ပြီးတော့လက်နက်တွေပေးလိုက်တယ်သွားသွားပေးသွားရောသွားပေးအဲ့တော့စစ်ကြောက်တဲ့လူငယ်တွေပဲတေတာဗျတကယ်တိုက်တာကလူငယ်တွေကတိုက်နေရတယ် ပဲအသက်60ကျော်80ကျော်ခေါင်းဆောင်ကြီးတွေတယောက်ကမတိုက်ဘူးတွေ့လားမင်းအောင်လားမင်းတို့ပြောနေတာတွေ့လားနော်ဟုတ်တယ်မှန်တယ်အခုကျွန်တော်တို့တိုက်ပွဲတွေကြီးလိုက်နော်တိုက်ပွဲတွေဒါပြောမယ်ဆိုဒီကောင်ကမအားလိုက်ရဒါအိတ်ချက်ချင်းသူအိုမဲတုတ်ပြီးခုတ်ခိုင်းနေတယ်ပွဲနော်လူငယ်တွေပေါ်တာဆွဲတယ်ပြီးရင်ပြည်ရဲ့လူငယ်တွေနဲ့တိုက်ခိုင်းတယ် တိုက်ခိုင်းတော့ဘာဖြစ်လဲဒီကောင်တွေကစစ်တင်တဲ့တလားနှစ်လားနဲ့ခါလဲစီတန်းတန်းပုနေမီမကြွင်ကျင်တော့အကြက်ဘက်စစ်တဲ့ဘက်ကတိုက်တဲ့ကလေးတွေအကြဆုံးများတယ်အကြက်ဘက်ကပဲကြတာလားဆိုကျွန်တော်ဒီဘက်ကတော်လည်းရေးဖို့ကညီငယ်တွေလည်းပြကြတာပဲနော်မှန်လဲသူပြောတာမှန်တယ်ဒါကျွန်တော်ထောက်ခံတယ်60 90ကျော်ကြီးစစ်မတိုက်ဘူးစစ်တိုက်နေတာအောက်ခြေမှာလူငယ်တွေစစ်တိုက်နေရတာโอเคဆက်နားထောက် စစ်ပွဲမှာခင်ဗျားတို့ရဲ့ခေါင်းဆောင်တွေနှစ်ဖက်စလုံးပေါ့ဗျာအသက်60ကျော်သွားတဲ့ခင်ဗျားတို့ခေါင်းခေါင်းဆောင်တွေဟုတ်လားအင်းအင်းဘယ်သူကထွက်တိုက်လဲတကယ်တည်နေတာအသက်20 30အင်းเนาะလူငယ်လေးတွေတည်နေတာဟုတ်တယ်ခင်ဗျားတို့မငိုကြဘူးလားအင်းဟမ်ကျွန်တော်အကုန်လုံးမေးရပါအင်း ဖဲရောမငိုကြဘူးလားအင်းအန်ယူကြီးကလူကြီးတွေဖြည့်ကြည့်စမ်းမတိုင်းသားလက်နက်ကခေါင်းဆောင်ကြီးတွေဖြည့်ကြည့်စမ်းမတမတော်ဗိုလ်ချုပ်ကြီးတွေဖြည့်ကြည့်စမ်းမဒါပေမဲ့တမတော်ဗိုလ်ချုပ်ကြီးဗိုလ်ချုပ်မှုကြီးကတော့မဖြစ်စေချင်လို့ဒါသူ့ကျွန်တော်ဖားပြီးပြောကြမှာဟယ်လို तू အမေအောင်လိုက်ရောကြောက်တယ်တွေ့လားเอ้ยไม่ได้ไม่ได้ซื้อเนาะ ိုချုပ်ကြီးမရောက်လိုက်ကြတော့ तू မပြောရဲဘူးဒီမှာဘာလို့ဟိုကထောင်နဲ့ထည့်ထားတော့ तू မပြောရဲတော့အဲနော်ခင်ဗျားတော့ပြောဖားတယ်မကျွန်တော်မလို့ဘူးကျွန်တော်ကြောက်လည်းမကြောက်ဘူးသူ့ကျွန်တော်ကြောက်လည်းမကြောက်အဲမရောက်လည်းမကြောက်ဘူးမရောက်လည်းကျွန်တော်မကြောက်ဘူးဘာကြောက်စရာလို့အဲအဲ့တော့အဲ့ဒီသေးကနီးလူကြီးတွေကျွန်တော်တို့အရွယ်တွေ60ကျော်80ကျော်တွေเนาะအခုမိုက်နေကြမခံစားတတ်ဘူးသေပဲသေကြတော့อืม ခင်ဗျားတို့ဘာလုပ်မှာခင်ဗျားတို့အာနာရလို့ခင်ဗျားတို့ဘာလုပ်မှာအဲဘာလုပ်ခင်ဗျားတို့ချမ်းသာတော့ခင်ဗျားတို့ဘာလုပ်မှာအဲခင်ဗျားချမ်းသာတော့ခင်ဗျားဘလောက်ဒီပတ်ဆံကိုသုံးနိုင်မှာခင်ဗျားတို့အာနာရတော့ဒီအာနာကြီးမှာထိုင်ပြီးတော့ဟုတ်လားငါဟိုလာဖြစ်အချမ်းရံချွေရံနေနဲ့ဟုတ်လားအာဖြစ်ပြီးတော့ခင်ဗျားတို့ဟုတ်လားအာဟဲ့ခင်ဗျားတို့အာနာရရင်ခင်ဗျားတို့ဟုတ်လားဟိုဂျက်လီမြန်နေနဲ့ဟုတ်လားဟယ်လီကော်ပတာတွေနဲ့ဟုတ်လားမာစတီကားတွေနဲ့လန်ခရူဇာတွေနဲ့ဟုတ်လား မင်းအောင်လိုက်ရွဲ့ပြောနေတာရွဲ့ပြောနေတာနော်ဟုတ်တယ်ဒီအခုဟိုကောင်သူကပါလဲဟိုကဂျက်လေရင်သူဟိုလေရင်လေရင်ကြီးကိုသူမပြောတတ်လို့နော်ဟာနိုင်ငံပိုင်းပတ်စံနဲ့ဝယ်ထားတဲ့လေရင်ကြီးကိုသူမပြောတတ်လို့နော်အမေသူဂျက်လေရင်လို့သူပြောတာမှန်မှန်ဗာစီတီကားတယ်အေးမင်းအောင်လိုက်မင်းကိုပြောနေနော်မင်းအောင်လိုက်အာမင်းဆိုရတွယ်ဝပြီးတော့မင်းကိုဒက်ကင်နေတာဟိုတော့အိန္ဒိယကြီးတွေနဲ့ဘာလို့မှာ ်နော်ခင်ဗျားသေပဲသေတော့မယ်မကြမ်းသေတော့မှလူတက်တန်ခင်ဗျားတို့တက်တန်ခင်ဗျားတို့ပြန်ကြည့်လိုက်အသက်80 60ကျော်ချွတ်80အင်းဟဲ့အဲ့လိုဟာကြီးတွေအင်းခေါင်းဆောင်ကြီးတွေဟာအင်းအဲ့လိုဟာကြီးတွေအင်းဘယ်တော့မှလုံးမဒီတိုင်းပြည်ငြင်းချမ်းမှုဒီတိုင်းပြည်မှာလူငယ်လေးတွေတည်နေတာကိုကိုသားသမီးတည်တယ်လို့ခင်ဗျားတို့ဝန်းနေတာဟာဗောအဲ့လိုဝန်းမနေပဲနဲ့ခင်ဗျားတို့အာနာရောခင်ဗျားတို့ချမ်းသာဖို့ ဖယောက်ဘာလုံးမှာလဲခမားတို့ဒီနောက်အသက်ကြီးနေပြီအဲ့ခါခါဘာဘာလုံးမှာခမားအာနာရလို့ခမားချမ်းသာလို့ခမားဘာလုံးသွားမှာလဲခမားသေမှာပဲခမားသေမှာခမားတို့သေတော့မှာသေတော့မှာအသက်80 60 60ကျော်လေခေါ်သေတော့မှာနော်အဲအဲ့အဲ့ဘောမှာမရင့်မှုနေကြနဲ့အဲအဲ့ဒါကြောင့်တိုင်းပြည်မငြိမ်းချမ်းတာဟွန်းဒီဘက်တတ်မတော်ခေါင်းဆောင်တွေကျွန်တော်ပြောချင်တယ်ဒါပေမဲ့သူတို့ကအဲ့ အပြစ်ခရစရေးကိုခဏခဏလုတ်ပေးနေတော့သူတို့ကျွန်တော်ပြောဖို့ဟာနည်းနည်းအကွက်နေသွားတယ်ဘာမို့ကျွန်တော်ပြောတယ် Okay ကျွန်တော်အများကြီးရည်မရည်နိုင်သေးဘူးညောချောင်းအဆူဆူလာနော် तू တက်မတော်သူပြောချင်တယ်ဒါပဲပြောချင်တယ်ဆိုပေမဲ့တက်မတော်ဘက်ကအပြစ်ခရစရေးခဏခဏလုတ်ပေးတဲ့အတွက်သူ့မှာတက်မတော်ပြောခွက်တွေနေတယ်ဆိုပြီးတော့ဒါဖာဖာဒေးဒေးနဲ့အဲ့သူပြောသွားခြင်းဖြစ်တယ်ဗျာ โอเคဆိုတော့ကျွန်တော်လဲကျဲမိုင်မကောင်းတာလဲဒီနေ့တော့ကျွန်တော်ဘောမရက်ွက်ဟာတာများအစီအစဉ်ပါအဲဒီ9မိနစ်ဆိုပြီးတယောက်နဲ့ပဲခြေနဲ့ပေးကြပါအဲနားလည်းပေးကြပါအဲနောက်နေ့နောက်နေ့ဒီများမှာလဲကျွန်တော်တို့အဲဒီဘောမဘက်ကလူတွေအဲဘလူတွေစောက်တွဲတွေပြောမလဲဆိုတာဆက်လက်ကြည့်ရှုစောင့်မြအားပေးကြပါအောင်လို့ပြောကြရတဲ့ထုံးစံတိုင်းပဲမိဘပြည်သူများအားလုံးကောင်းမွန်စွာအိတ်ဆက်အနားယူနိုင်ကြပါစေခင်ဗျာ